တကယ်မန်လာစကားပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ dating show ရိုက်တဲ့တပတ်တပတ်ပေါ့နော်ထက်ကောအဲ့တပတ်ကြော်ကြော်လေးကိုကျွန်တော်မပြီးစေချင်ဘူးအာညီမလေးတပွင့်တပြုတ်သွားတာကိုလည်းကျွန်တော်မမြင်ချင်ဘူးမကြိုက်ဘူးအမုန်းဆုံးချိန်ပေါ့နော်အာဘာလို့လဲဆိုတော့သူတို့နဲ့အဲ့လိုမျိုးရှိနေရတဲ့အချိန်သူတို့သူတို့ကျွန်တော်ကိုကြည့်ပြီးတော့တနေ့တနေ့မယုံနိုင်ဘူးကျွန်တော်ဝင်လာနဲ့အာကိုတက်လာပြီကျွန်တော်ဝင်လာရင်ကိုတက်လာပြီတတရနေ့ဇိုထန်နေ့ပြင်စမနေ့ဒီလိုပဲဆက်သွားတာအဲ့ဒီအဲ့ဒီပျော်ရွှင်မှုလေးကို အဲ့လိုမျိုးသူတို့နဲ့တွေ့ရတော့စကားပြောလို့သူပျော်သွားတဲ့ feeling တွေကကျွန်တော်တော်လည်းဒါအရင်ကကျွန်ရှိမှုတစ်ခုအကြီးရတယ်နော်ဘာလည်းပြောတော့ဒီ season နဲ့ပြီးအောင်ပြီးစေချင်ပါဘူး ဒီကကျွန်တော်အောင်ဆိုင်တာကတော့ဒီ memory create လုပ်ဖို့တော့မဟုတ်တာပါเนาะအပြင်နဲ့ကျွန်တော်ပြုလို့ရှိရင်ဟို project memory တွေပဲ create လုပ်ချင်တယ်အဲ့တော့ကျွန်တော်ဒီ season ဆောရတဲ့လောက်ကြီးပေါ့တရားတစ်ယောက်ဒီနေ့လို့ရခဲ့ကြတယ်ဒီမှတ်ရတဲ့ဖြစ်ခဲ့တယ်တော့ဒါဟိုကတော့ဒီ delay show ရိုက်နေတဲ့အချိန်မှာတော့ရိုက်နေရိုက်ပြနေတဲ့အချိန်မှာတော့ကျွန်တော်က ဒါပေမဲ့ကင်မရာတွေမရှိတော့ဘူးကတ်ဆိုရှင်ပေါ့ကျွန်တော်စကားတွေပြောကြရတယ်ရီဇန်ပြောကြရတယ်ဒါဆိုတော့မတည့်ရဘူးအများကြီးရပေါ့ကျွန်တော်တို့တော့အကြောင်းနဲ့လည်းအများကြီးပုံမသိရဘူးပေါ့နော်ဘယ်ညီမလေးကပမာဏနေရပါလို့ပါအဲ့လိုမျိုးပေါ့တကယ်မင်းတို့စကားပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ dating show ရိုက်တဲ့တပတ်တပတ်ပေါ့ထက်လိုက်ပါအဲ့တပတ်ချီချော်လေးကိုကျွန်တော်မပြီးစေချင်ဘူးအာညီမလေးတပွင့်တပြုတ်သွားတာကိုလည်းကျွန်တော်မမြင်ချင်ဘူးမကြိုက်ဘူးအမုန်းဆုံးချိန်ပေါ့နော်အာဘာလို့လဲဆိုတော့သူတို့နဲ့အဲ့လိုမျိုးရှိနေတဲ့အချိန်သူတို့သူတို့ကျွန်တော်ကိုကြည့်ပြီးတော့တနေ့တနေ့ မယိုးနိုင်အောင်ကျွန်တော်ဝင်လာတဲ့အာကိုထလာပြီကျွန်တော်ဝင်လာရင်ကိုထလာပြီတတရနေ့သရိုထာနေ့ပြင်စမနေ့ဒီလိုပဲဆက်သွားတာအဲ့ဒီအဲ့ဒီပျော်ရွှင်မှုလေးတွေအဲ့လိုမျိုးသူတို့နဲ့တွေ့ရတော့စကားပြောလို့သူပျော်သွားတဲ့ feeling တွေကကျွန်တော်တော်လည်းဒါအရင်ကပျော်ရွှင်မှုတစ်ခုကြီးရတယ်နော်ဒီမှာလည်းပြောရတော့ဒီ season နဲ့ပြီးတော့ပြီးစီချင်မှာပထမအောင် first day မှာတွေ့တော့တော့သူပုံမှန်ဆိုသူများတွေကပြောလိုက်မယ်အဝင်နာနောက်ဆုံးရရတဲ့ runner up နဲ့ပေါ့ runner up လည်းဆိုလို့ရှိရင်ပို့ပြီးတော့မှ emotional ဖြစ်တဲ့ခံစားရတယ် ကျွန်တော်ကကျတော့ first day ပြုတ်သွားတဲ့ဟာမဝိခံထားရနော်။ဘာလို့လဲဆိုတော့ first day ကကျတော့အကုန်လုံးလက်လက်ပလေးနေ first day ရောက်လာကြတော့ပြင်ဆင်လာကြပြီးတော့မှဒုံးပြုတ်သွားချင်တယ်ဟာ။အမလို့ကြီးလဲပေါ့သူလည်းအချိန်မှလန့်ပြီးတော့ငိုရာလေး emotion ဖြစ်သွားပါဘူးနော်။အဲဆိုကြော်လဲအမျိုးဒီရှေ့မှာကင်မရာရှေ့မှာဆိုလို့ရှိရင်အား AC ပေါ့ဒီပေါ်ရကြတော့မှအာမပြောင်းချင်ဘူးလားဆိုကျွန်တော်လည်းစိတ်တော်မကောင်းဖြစ်ရပါဘူးအားကြောင့်မလို့ကျွန်တော်စိုးရရအဲ့ဒီဘက်ဆိုကျွန်တော်မခေါ်ပါနဲ့လို့ကျွန်တော်ပြောတာအဲ့မနေလို့မရဘူး ကျွန်တော်ကျွန်တော်လည်းသူတို့အပြင်အပြင်အပြေးရတော့ညီမလေးအေးဆေးမနေပါနဲ့ပေါ့နော်နေပြီစနေပြီစပါပဲပေါ့ဒီကတော့ကျေးဇူးတင်တဲ့အကြောင်းလေးမျိုးတို့ပြောပြရတာကျွန်တော်ကပြောရသူပဲလေဒီ season လေးကတော့တကယ်တော့ဒါပြည်သက်တင်တဲ့ဒီသူတို့ရဲ့သူတို့ချစ်တဲ့ idol စီနဲ့ communicate အကြီးစားလုပ်တဲ့ဟာလောက close up communication ရှိတဲ့အမတ်တရအမတ်တရလည်းအများကြီးခဲလို့တဲ့ show ပဲလေးဆိုတော့ဒီလိုမျိုး devil may season 3 4 5 6ထပ်ပြီးတော့ဖြစ်စီခြင်းနဲ့အခြားသူတို့ပညာရှင်တွေနဲ့သူတို့ပြည်သက်တွေနဲ့ကျွန်တော်ထပ်ပြီးဆုံဆုံစီခြင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးကိုဆက်ပြီးတော့ခေါင်းလို့ဆီဆုံးပါတယ်နောက်တစ်ခုကကျတော့အဲ့ဒီဟိုကဗာလဲရေးစား RS ဆင်ခရားဆိုရအောင်ကျွန်တော်ပြန်လဲလို့မျိုးပေါ့နော်ပြောရဲစဉ်းစားနေခြင်း because အာ personally လဲ family နဲ့ family ပေါ့နော်ကျွန်တော် family ကိုပဲအရန်အားစိတ်ဓာတ်များရပေါ့နော် family ပြီးမှအလုပ်အဲ့လိုမျိုးဖြစ်တဲ့တော့ကျွန်တော်လဲအားကြောင့်လို့စဉ်းစားနေရလို့ပြောရပါ ပြန်တဲ့နေရာမှာလည်းပြန်ဝင်မှာပေါ့နော်စစ်စားနေရဆိုတော့လက်ထပ်ပူလာတော့ဗီဇာထောက်ဖို့လေဘာအခုကကျွန်တော်ကိုယ့်ရဲ့ decision ကိုစဉ်းစားနေရဗီဇာထောက်ဖို့အော်မလေးရွေးနေရကိုပြောရမှာပေါ့နော်အော်မလေးရွေးနေရှိဗီဇာမှာရွေးနေရပြောရမှာဘူးအဓိကပါလဲဆိုတော့ကိုယ်လည်းအသက်တူရလာပြီ family ကိုလည်းကိုယ်လည်းကျွေးနေရဆိုတော့တကယ်တမ်းဗီဇာထောက်လို့ရှိရင်ဘယ်လိုမျိုးထားမလဲအဲ့လိုမျိုးအဲ့ဒါကိုစဉ်းစားနေရလို့ ်ဒါပေါ်ဒါပေါ်ဒါမှကျွန်တော်ရအားလုံးလည်းသဘောကျမယ်အဲဒီလူကြိုက်တဲ့နေရာမှာဆင်ပြေမယ်ပြီးတော့အဓိကကတော့ကျွန်တော်ဒီ industry ကတော့ရွေးလောက်ကျေးဇူးပြောရမယ်ဆိုတော့အများကြီးဒါပေမဲ့တကယ် focus ဆိုပြီးပြောရမယ်ဆိုတော့ဒီ WP season ကလုံးဝကို scripted မဟုတ်ပါဘူးကျွန်တော်အဲ့ဒါလေးကိုလေဒါနောက်ပိုင်းဖြစ်လာမဲ့အာဟို negative comment တွေလာမှာပေါ့နော်ဘာလို့ဆိုတော့ဒါပေမဲ့ လာမဲ့ comment ကိုကြိုပိတ်ထားခြင်းနဲ့ဗာလဲဆိုတော့ဒီဟာကတကယ် script တွေမဟုတ်ဘူး။ဟုတ်လားဆိုတော့တဘောမှာဟိုကကြထားပါတော့ဒီ David May show မှာ show မှာမေးသွားတဲ့မေးခွန်းတွေဆိုလို့ရှိရင်ကျွန်တော်ခွင့်ရမသိရဟဲ့ပါမေးရမေးခွန်းတွေကတကယ်ဖျက်ဖြစ်ပါတယ်ပြီးတော့ luck နဲ့လည်းမဆိုင်ဘူးဒါကကိုယ့်ရဲ့ idol ကိုကိုဘယ်လောက်ထိသိနာလဲလဲဆိုတဲ့ game show လေးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ကိုယ်ရင်တော့မှဘာဖြစ်လဲတလေးတလေးမသိရဘူးအဲ့ဒီ အရင်ရေဖော်စာခေါင်းငယ်တူရှိရပြီပြောပြလို့မရဘူးပြန်စောပြတယ်အဲ့ကဲဆိုလို့ရှိရင်ဟာတကယ်ရင်းနေခေါ်လာနေတော့လဲဆိုလက်တွေပါတော့လဲဒူးတွေအကုန်တော့လာအဲ့အဲ့စပယ်မုန်းနေဆိုလို့ရှိရင်မပြန်သေးဘူးငို့ပြီအဲ့လိုလေးရှိရပါတော့တကယ်ကို script တွေမဟုတ်ပါဘူးဝင်ဝင်ရတဲ့ဒါညီမလေးသူမဟုတ်မမဆိုလို့ရှိရင်လည်းဒါသူချက်တဲ့နေနေကိုဝင်ရပါပါเนาะ script မဟုတ်ပါဘူးအဲ့ကြောင့်မကျွန်တော်တို့အားပေးစီစဉ်ပါတယ်တကယ်ကို reality show တစ်ခုဖြစ်တဲ့ ်ညအခုဒါ real life ကတော့ကောင်းကောင်းလေးကိုတွဲရတာနဲ့ဒီအခုဒီ program နဲ့ကကောင်းကောင်းလေးကိုတွဲရတယ်ဒီ new quarter ချက်လေးရှိတယ်ပြောစမ်း Oh no တော့ဆွမ်းနာပုစံတို့ပြောတာဆိုပါတော့အဲကျွန်တော်တို့က dating show ဆိုလို့ရှိရင် dating ဆိုတဲ့ဟာကြားလို့ရှိရင်တော့တော်တော်များအထင်ရယ်နိုင်တယ်အကျွန်တော်ကလည်းရက်ခဲ့တာပဲဆိုတော့ဒီမှာစပြီး dating show လုပ်မယ်ပြောတော့ဟုတ်ပါဘူးကိုပွန်လေးတို့ပွန်လေးတို့ဘာ dating show လုပ်မယ်လဲဟုတ်အဲ့ဆို ဟိုဘယ်လိုလုပ်ပါလဲဘောနတကယ်တကယ်တကယ်ရွေးပြီးတကယ်တွဲမှာလားအဖေချက်တွဲပြီးတော့ချက်ပြမှာလားအဲ့လိုအဲ့လိုထင်ပါဘူးဒါမှမဟုတ်ဘူးသူကလည်းဒီ date တစ်ခေါက်သွားဖို့တော့ date တစ်ခေါက်အစမ်းသွားဖို့တော့ဒါရှင်ပြန်တဲ့ပုံစံမျိုးပေါ့နော်အားအဲ့ကျမှကျွန်တော်ခွင်တော့မှအထင်တွဲခဲ့ရဆိုတော့ကျွန်တော်လည်းဒါပြောနေတာဒီအထဲမှာထည့်ရတဲ့ဟာဆိုတော့ဒါ date တကယ်သွားရတယ်တကယ်လည်းတကယ်လည်း you know emotional ဒီ physical တွေလည်းပုံပါတယ်သို့သော်များလည်းဤစားဟုတ်တယ် ်စီးပေါင်းနေတော့ကွာအဲအဲ့လိုမျိုးလေးပေါ့မြန်တော့ရတယ်အဲ့လိုမျိုးပါ